အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာတော့ငလင်းအကြောင်းပြသထားတဲ့ပြမနာမျိုးအမှတ်1မြို့မစီကိုအောင်မင်္ဂလာဝင်းအတွင်းမှာယာယီပြောင်းရွှေ့ဖွင့်လှစ်သွားမယ်ဆိုတဲ့သတင်းမှာမလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်းအပြင်းစကိုင်းငလျင်ကြောင့်ပြမနာမျိုးအမှတ်1မြို့မစရာ90ရာခိုင်နှုန်းကန်ထိပျက်စီးသွားခဲ့ပြီးဈေးအသစ်ပြန်လည်တိစောက်နေခြင်းအတွင်းအောင်မင်္ဂလာဝန်အတွင်းမှာယာယီပြောင်းရွှေ့ဖွင့်လှစ်သွားမယ်လို့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လာပါတယ် အမတ်တမျိုးမစေဟာငလေးရင်တန်းကြောင့်အဆောင် ABCD လေးခုရှိတဲ့အနက်အဆောင် A နဲ့ B ဟာပျက်စီးသွားခဲ့ပါတယ်။ဆိုင်ငံပေါင်း1366ခန်းအနက်393ခန်းကတော့လုံးဝပျက်စီးသွားရတယ်လို့သိရပါတယ်။ပျက်စီးမှုနေပါတဲ့အဆောင် C နဲ့ဒီမှာတော့ယာယီဈေးရောင်း6ခွင့်တွေဆက်လက်ပေးသွားမှာဖြစ်ပြီးကြန့်ရှိတဲ့ဆိုင်ငံတွေကတော့မန္တလေးလမ်းဟောင်းမှာရှိတဲ့အောင်မင်္ဂလာဝင်းအတွင်းကိုပြောင်းရွှေ့ရောင်းချစေမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ကျမနွယ်နွယ်ပါ